ိုက်စစ်မှုရှာပုံတော့အစ်စ်မြင့်တင်ခဲ့ပြီဖြစ်တဲ့ United ရဒီမင်္ဂလာပါခင်ဗျာကျွန်တော် United Diary for Science ကနေပြီးတော့ကြိုဆိုပါရစေအဲ့တော့အခုကျွန်တော်ပြပြပေးမယ့်သတင်းတစ်ပုဒ်ကကြတော့ကျွန်တော်ဒါပြီးခဲ့တဲ့ရပိုင်းကကျွန်တော်ဒါ Mathias Konya ကိုခေါ်ယူပြီးသွားပြီဒါကမှဒါကျွန်တော်တို့ အဲကျွန်တော်ရှေ့ကတင်ဆက်ပေးခဲ့တဲ့သတင်းလေးမှာဆိုလဲဒါအမ်ဘူမိုကိုကျွန်တော်တို့ဒန်ဒီဖြစ်သွားခဲ့ပြီအနေထားမျိုးမှာဆိုရင်ကျွန်တော်တို့ဒီနံပါတ်10 row နှစ်ယောက်ကိုခေါ်ယူပြီးသွားတဲ့နောက်မှာတော့နံပါတ်9 row အတွက် United အနေနဲ့ဒါ Ineos အနေနဲ့ပေါ့နော်ဒါအချိန်နှိမ့်ပြီးတော့ပြုတ်လောက်လာပြီဆိုတဲ့အကြောင်းကိုကျွန်တော်သိရပါတယ်အဲဒီမှာမှပြန်ပြီးတော့ကျွန်တော် Reunited ပြန်လုံးမဲ့ပေါ့နော်သူ့ရဲ့ဆရာဟောင်းနဲ့ပါပြန်ပြီးတော့ Chris ส่งခြင်းနေတဲ့ Peter Yorkrest ကိုပို့ပြီးတော့အလေးတာတယ် Peter Yorkrest Peter Yorkrest နဲ့ပတ်သက်တဲ့အာ ဇလန်းတွေကပြန်လဲပြီးတော့အရှိန်မြင့်စတင်လာပြီလို့လည်းဒါကျွန်တော် Ineos ဘက်ကနေပြီးတော့အတိပေးလာပါတယ်အဲ့တော့ဒီအချိန်မျိုးမှာကျွန်တော်တို့ United အတွက်ကတိုက်စင်မှုအင်မတန်လိုအပ်နေတယ်အဲသူတို့တောက်လျှောက်တောက်လျှောက်ပေါ့နော်တယောက်ပြီးတယောက်တယောက်ပြီးတယောက်သတင်းတွေထွက်တယ်အဲဒါပေမဲ့လက်ရှိမှာတော့တယောက်ကိုမှတေချာနှိမ့်နိုင်ဆွေးနွေးမှုနိုင်ခြင်းမရှိသေးဘူးပေါ့နော်အဲ့လိုအချိန်မျိုးမှာဒါကျွန်တော်တို့ဟိုအခက်အခဲတစ်ခုကဘာဖြစ်နေလဲဆိုတော့ကျွန်တော်တို့ပြီးခဲ့တဲ့ ဒါ Ineos မတိုင်ခင်လက်ထပ်ပေါ့နော် Glazer မိသားစုလက်ထပ်မှာကျွန်တော်တို့ငွေကိုရေးလို့သုံးပြီးတော့ဒါဘယ်လိုရောက်မလဲဖြုံးခဲ့တဲ့ငွေတွေပေါ့နော်အဲ့ဒီငွေတွေကြောင့် PSR နဲ့ညှိပြီးတော့ United ကလောက်ရကိုင်းနည်းနည်းကြက်နေတယ်တကယ်လို့ United ကတိုက်စံမှုတူထပ်ပြီးတော့ဝယ်မယ်ဆိုရင်တော့သူတို့ဒီကျွန်တော်တို့ကစားသမားပြန်ရောင်းချရတဲ့ငွေပေါ်မှာမူတည်ပြီးတော့ပဲအခြေအနေအများကြီးကွာခြားသွားတယ်အဲကျွန်တော်တို့ဟိုမှာဥမာအနေနဲ့ပြောမယ်ဆိုကျွန်တော်တို့ပြီးခဲ့ ါရပိုင်းတွေရဆိုရင်ဒါအက်စတိုမီလာတင်းရဲ့ဘူသမားဒါအီဘီမာတီနက်စ်ကိုသူတို့အနေနဲ့ခေါ်ယူခြင်းနဲ့ဒါပေမဲ့အန်ဒရီအိုနာနာမထွက်သေး၍သူ့ရဲ့အယောင်းချမနိုင်တဲ့ငွေကြေးမရသေး၍ကျွန်တော်အီဘီမာတီနက်စ်ကိုခေါ်ယူဖို့အတွက်ကဒါမဖြစ်နိုင်တဲ့အနေအထားမျိုးပဲအဲအဲ့လိုပဲအခုတိုက်စစ်မှာလဲအဲ့တိုင်းပဲကျွန်တော်ဒီရှိတဲ့ကစားသမားတွေပေါ့နော်ဒါ ကာနာချိုတို့ဒါဆန်ချိုတို့ရက်ဖို့တို့ဒါအန်တိုနီတို့ကိုရောင်းချဖို့အတွက်အခြေအနေမပေးနိုင်သေးဘူးကတော့ကျွန်တော်တိုက်စစ်မှုထပ်ပြီးတော့ရနိုင်မယ်လို့ဟိုရနိုင်ဖို့အတွက်ကနည်းနည်းလေးတော့ခက်ခဲနေမှာလည်းဖြစ်ပါတယ်အဲ့တော့ပရိသတ်တွေကဘယ်လိုမျိုးထင်မှန်ကြလဲကွန်မန့်မှာကျွန်တော်ဝင်ရောက်ပြီးဆွေးနွေးတော့လို့ရပါတယ်ကျွန်တော်ထွန်းတေသာပါ